ကျုပ်လည်းတစ်တေတူတို့တောက်တယ်တို့ဇီးခွက်တို့နဲ့အမျိုးတော်ရတော့မယ်ထင်ပါရဲ့ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကျုပ်ဘဝကျုပ်ကြောင်းကိုပြောရတော့မှာမို့ပါ။ဘာဖြစ်လို့ပြောချင်တာလဲဆိုတော့ကျုပ်ဘဝမှာမထင်မှတ်တဲ့အချိုးအကွေးတစ်ခုကြောင့်ပြောင်းလဲခွင့်ကြုံအောင်ဖန်တီးလှုပ်ဆောင်ပေးခဲ့တဲ့သူတွေကိုလည်းကျေးဇူးမမေ့နိုင်လေတော့အမြဝေလို့ကျေးဇူးဆက်ခဲ့တာဒီကနေ့ချိန်ထိပါပဲဗျာ။ဘာဖြစ်လို့အမြဝေပြီးတော့ကျေးဇူးဆက်ရတာလဲဆိုတော့ဒီလိုဗျာ။ပခုတ်ကူတစ်မျိုးလုံးကကျုပ်ကိုပွဲစားယူအောင်ရလို့ပဲသိကြတာဗျာ။အလူတန်းမှာရရောတဲ့ပွဲစားယူပေါ့ဗျာ။ တစ်မျိုးလုံးကလည်းကျုပ်ကြောင်းကိုသိကြတာဒီလောက်ပါပဲ။ဩအတိတ်ကကျုပ်ဘဝမိသားစုကြောင်းတော့ဘယ်သူမှမသိကြဘူးဗျ။ဘယ်သူမှမသိအောင်လဲကျုပ်တို့ကနေခဲ့ကြတာဟုတ်ဗျ။ကျုပ်ကပခုတ်ကူသားမှမဟုတ်တာ။တရွာမပြောင်းသူကောင်းမဖြစ်ဆိုပြီးပြောင်းလာတဲ့ကောင်ပေါ့။ဒီမျိုးပြောင်းလာတာကျုပ်တယောက်တည်းတော့မဟုတ်ဘူးဗျ။ကျုပ်ချစ်လို့မျက်နှိုးလို့ယူထားတဲ့ကျုပ်ဇနီးမိထားလဲပါတာပေါ့။ကျုပ်တို့လင်မယားမှာသာသမီယေဒနာကန်စာတာမပါလီရော့သလားပဲဗျ။မောင်ရဘဝပွဲစားရေးဥအောင်ရဖြစ်လာတဲ့အချိန်တည်းတားလဲမချီဟာသမီးလဲပွေဖက်ချော့မြူစရာမရှိဖြစ်ခဲ့ရတယ်ဗျ။တရင်စာဂျာနယ်တွေထဲမှာပါတဲ့ ယောက်ျားအားစီးတွေဝယ်တော့တာလည်းမရပါဘူးဗျလင်မယားနှစ်ယောက်စေးုံစေးကန်းသွားပြတော့လည်းအကြောင်းမထူသာသမီရတနာကိုမရရရဲ့အနေနဲ့ယူမယ်ဆိုပြီးတော့မိမနဲ့တိုင်ပင်ပြီးတော့လာသားရွယ်သမီးလေးတယောက်ကိုအမွေစားမွေကန်ဆိုပြီးမွေးစားလိုက်တယ်ဗျဘသူကလာပြီးတော့သာသမီမရှိဘူးလို့ပြောအောင်မလဲဗျကျွတ်တို့လင်မယားမွေးစားထားတဲ့သမီးလေးဟာ အခုဆိုရင်10တန်းကျောင်းသူလေးတောင်ဖြစ်နေပြီဗျလာသားကလေးကမွေးစားထားတာဆိုတော့သမီးရင်းနဲ့လည်းမချားပါဘူးဗျကျွန်တော်မိန်းမမိသားကြီးอ่ะဆိုရင်မွေးစားသမီးလို့အပြောမခံဘူးဗျသမီးလေးသမီးလေးနဲ့နေရပဲသမီးလေးကလည်းအလိမ္မာတုံးလေးဗျကျုံနာမည်ရဲ့မိသားကြီးနာမည်ရဲ့ပါအောင်ဆိုပြီးသမီးလေးနာမည်ကိုထထားအောင်လို့ပေးထားတယ်လေကျုံမိန်းမပဲဗျကျုပ်တို့လင်မယားပခုတ်ကူမျိုးပြောင်းလာကစားဦးတလုံးဖြားတစ်ချက်နဲ့ပေါ့ဗျရွှေကူရှိရက်တွေကဦးမေယာဖုန်းတော်ကြီးကြောင်းနာမှာအိမ်ငားနေကြတာဗျအိမ်ငားနေတာဆိုပြီးတော့အထင်တော့မကြီးလိုက်နဲ့ဦးမြတဲတာတာရှိတဲ့ဝကတ်မိုးထရန်ကအိမ်လေးပါကျုပ်ကမျို ူထဲမှာကုံထန်းတယ်။ဘောက်အလုတ်တမားပေါ့ဗျာ။ကျုံမင်းမရက်ွက်ထဲမှာအကြော်လဲ့ရောင်းတယ်။ဈေးထဲမှာပင်ပင်မမကုံထန်းနေတဲ့ကျုပ်ကိုကြည့်ပြီးတော့တနာလဲတနာတယ်။ဝမ်းလဲတာတယ်လို့ပြောရှာတယ်ဗျာ။နှစ်ဘူးကချွေခြေမကြတဲ့ဒီအလုတ်လုံနေရတဲ့ကျုပ်ကိုကြည့်ပြီးတော့ဝမ်းတာတယ်လို့ပြောတဲ့ကျုံမင်းမကိုအကျဉ်းတရားကင်းတယ်လို့မထင်လိုက်ကြပါနဲ့ဗျာ။သူ့မှာဝမ်းတာရမယ့်အကြောင်းအရာရှိနေတယ်ဗျာ။အဲ့ဒါကဘာလဲဆိုတော့တစ်ချိန်တစ်ခါပခုတ်ကူမျိုးပြောင်းမလာခင်ကာလအရင်နေခဲ့တဲ့မျိုးဘယ်မျိုးလဲဆိုတာတော့မသိချင်ပါနဲ့တော့ဗျာ။အဲ့ဒီမျိုးမှာကျုပ်ကတခိုးတယောက်ဖြစ်ဘဝကိုရက်တည်နေခဲ့တာဗျာ။နေဘက်ဆိုရင်တော့ ော့ရောင်60သမားပေါ့ဗျာညဘက်မှာတော့တခိုးကျုပ်ကတခိုးဆိုတော့မိသားကြီးကတခိုးမရပါဗျာရင်တထိတ်ထိတ်နဲ့ခိုးစားရတဲ့ဘဝဆိုတော့တခိုးလှုပ်လှုပ်ဖို့ထွက်သွားပြီဆိုရင်အိမ်ပြန်မလာမချင်းအိတ်လို့မရတော့ဘူးလို့မိသားကြီးကခဏခဏပြောပါတယ်ဘယ်ချိန်ရဲစခန်းကလာခေါ်မလဲဆိုပြီးစိုးရိမ်နေရတဲ့ကြောင်းတခိုးလှုပ်ကိုမလှုပ်ဖို့ကြောင်းဘလို့ပဲတတ်တာကျုပ်ကဒီတခိုးလှုပ်ကိုမစွန့်လွတ်နိုင်ဘူးဖြစ်နေရဗျာဒီတော့ဒီတခိုးလှုပ်ကိုဘာကြောင့်ဒီလောက်ခုံမင်းနစ်တက်နေရလဲဆိုတော့ကျုပ်ကလည်းမသိဘူးဖြစ်နေစောရနှက်ခတ်နဲ့ရှင်ပြီးမွေးလာတယ်ထင်ပါရဲ့ဗျာခိုးစားရမှနေလို့ထိုင်လို့ကောင်းတယ်လို့ပဲဗျာခိုးလို့ရလို့ရှိရင်တလ ားနှစ်လလောက်အေးစေးစေးထိုင်စားနေလိုက်တယ်။အဲကျုပ်မှာခိုးစားတဲ့အကျင့်ကလွယ်လို့ရှင်ကျန်တာအကုန်တော့ကောင်းပါတယ်ဗျ။အရက်မတောက်ဘူးဖဲမရိုက်ဘူးမိမမလိုက်စား။ချစ်လို့ယူထားတဲ့မိသားကြီးကလွယ်လို့ရှင်ဘယ်မိမအောင်မှကျုပ်စိတ်ဝင်စားဘူးဗျ။အဲဒါကြောင့်လဲမိသားကြီးကကျုပ်ကိုချစ်တာဗျ။မိမလိုက်စားဖို့ဝါသနာပါရင်ကျုပ်ထောင်ကြတာကြာလာပါဗျ။ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ။ သူများတွေအိတ်ကောင်းနေတဲ့အချိန်မှာကျုပ်ကဝင်ခိုးရတခါတလေကျုပ်ဝင်ခိုးရတဲ့အိမ်ကမိန်းမတွေများအိတ်နေလိုက်ကြတာဖင်ပေါ်ခေါင်းပေါ်နေဗျာကိုယ်အိမ်ကိုရဆိုတော့လေလွတ်လွတ်လပ်လပ်အိတ်ကြတာနေမှာပေါ့ဗျာကျုပ်လိုချင်တာထမင်းစားဖို့ဖန်နီးနိုင်တဲ့ငွေလေးဗျာကျုပ်ကတခိုးတာလောက်တာဗျာဒုသနာတော်တော့အဖြစ်မခံနိုင်ဘူးဗျာပုံမှန်3ခွန်6ခုတော့ကျုပ်လည်းကြောက်တယ်ဗျာဝါသနာပါလို့ကတော့မရိမှုရောခိုးမှုရောပုံမှန်နှစ်ခုနဲ့ထောင်နှန်းဆန်မှာမြေကြီးလက်ခတ်မလွဲပဲပေါ့ဗျာ အဲကြုံလုံးကြွားလာအောင်ပဲဗျကြုတ်ခိုးစားလာတဲ့ကာလအပိုင်းခြားတွင်တခါမှအဖမ်းမခံရဘူးဗျဘာဖြစ်လို့လဲဆိုတော့ခိုးလို့ရသမျှတူတူတိတ်တိတ်ပဲတုံးဆွဲတာဘူးဗျတချို့ခိုးစားတဲ့ကောင်တွေဆိုရင်အချီကြီးတိုးလိုက်တာနဲ့မော်တော်ဆိုင်ကယ်ဝယ်တယ်လီဖုန်းဝယ်အရက်တောက်ကာရာအိုကေဆိုင်သွားနဲ့ဖြစ်ချင်တိုင်းကိုဖြစ်နေကြတာပဲမလုပ်ဘူးတာရရှောက်လို့တော့ခဏလေးနဲ့အဖမ်းခံကြရတာပေါ့ဗျကြုတ်ကတော့အဲ့လိုမဟုတ်ဘူးဗျအဲ့တော့အဖမ်းမခံရဘူးပေါ့ဗျမကြာခဏတခိုးခိုးခံနေရတော့ရက်ကွက်တိုင်းမှာကင်းနေစောင့်လာကြတယ်နုံနုံကြကြလဲအိတ်လာကြတယ်တခိုးကင်းမီးကင်းပေါင်းပြီးတော့လူငယ်တွေစုပြီးတော့ရက်ကွက်လုံးညုံတွေလှုပ် ောက်လာကြတယ်ဗျာခိုးစားလို့မလွယ်တဲ့အဖြစ်ကိုရောက်လာတာပေါ့ဗျာတလာလည်းမဟုတ်နှစ်လလည်းမဟုတ်တော့ခိုးထားတာလေးလည်းကုန်ပြီပေါ့ဗျာထိုင်နေလို့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုသလိုပေါ့ဗျာစကြက်ပြောင်းမှဖြစ်တော့မယ်ဆိုပြီးတော့စကြက်ပြောင်းလိုက်တော့မှကျုပ်ဘဝလည်းပြောင်းသွားတော့တာပဲဗျို့ကျုပ်မိမမိထားကြီးဝမ်းသာရတဲ့အကြောင်းရင်းอ่ะအဲ့ဒါပဲဗျာဘဝပြောင်းပြီးတော့ပွဲစားရေးဥအောင်ရဆိုပြီးဖြစ်လာအောင်ကြုံဆုံခဲ့ရတာဒီလိုဗျာမြို့ပေါ်မှာခိုးစားရတာမလွယ်တော့တောရွာတွေဘက်ကိုလဲခိုးဖို့တော့ကြံမိတာပေါ့ဗျာတောရွာတွေမှာကျတော့တောတထီတွေကပစ္စည်းရှိမှလူသိမခံမနဲ့တိတ်တိတ်ပုံချမ်းသာရလို့ရှိတယ်ဗျာအဲ့လိုတောတထီတယောက်ရဲ့အိမ်ကိုဝ င်ခိုးလိုက်မိလို့ရှင်အောင်ရတို့မိသားကြီးနဲ့တလကိုတဲ့နတ်နေမှာအသေးချာပေါ့ဗျာဘယ်ရွာဝင်ခိုးရင်ကောင်းမလဲဆိုပြီးစဉ်းစားလိုက်တော့ခေါင်းထဲမှာဒိန်းနဲ့ပြေးဝင်လာတာအောင်ချမ်းသာရွာပဲဗျာမြို့နယ်ဆယ်မှန်ကျော်လောက်ဝေးတဲ့ရွာတောတထေးတွေမှာအင်မတန်ပေါ်တဲ့ရွာလို့ဆိုရမှာပေါ့ဗျာကိုပိုင်မီးဆက်တွေမော်တော်ဆိုင်ကယ်တွေနဲ့အင်ဂျင်ကလည်း100ကျော်လောက်ရှိတယ်လို့ပြောကြတယ်ဗျာသူကခိုးဖို့စိတ်ကူးထားတဲ့အောင်ချမ်းသာရွာကိုတစ်ခေါက်မှမရောက်ဘူးဗျာမြို့ရဲ့တောင်ဘက်မှာရှိတဲ့ရွာကားလမ်းမရှိလဲလမ်းမရှိတယ်လို့တော့ရောက်ဘူးတဲ့သူတွေကပြောကြပါပဲခိုးရမယ့်ရွာကိုရွေးပြီးသွားပြီဆိုတော့ကျုပ်ရဲ့စီးတော်မြင်ဩရောင်လို့ဗျာဟိုစီးတော်စပိ brain လေးကိုအသင့်ပြင်ထားလိုက်တယ်ဗျာ ဆယ်မန်ကျော်ခရီးဆိုတော့အသွားပြန်ခြေချင်းဆိုရင်မလွယ်ဘူးဗျ။စပိန်နဲ့ဆိုတော့ OK တာပေါ့ဗျ။လာကွယ်ညာတညမှာထားယူအားပွားပေးပြီးတော့အောင်ချမ်းသာရွာကိုထွက်လာတော့ည12နာရီထိုးနေပြီဗျ။အောင်ချမ်းသာရွာကကျုပ်ကတစ်ခေါက်မှလည်းမရောက်ဘူးတော့ဘလို့သွားရမယ်ဆိုတော့မင်းမြန်စုံစမ်းထားရသေးရဲ့။မြို့ပြင်ထွက်ကတ်တရလမ်းမပေါ်ရောက်တာနဲ့လျှက်စစ်မီးရောင်မရှိတော့။မောင်နဲ့မဲမဲမှာအောင်ရတယောက်တည်းပေါ့ဗျာ။15မိနစ်လောက်စပိန်နေပြီးတော့ကတ်တရလမ်းကနေတောင်ဘက်ကိုဖဲ့ဆင်းသွားတဲ့လဲလန်းကြောင်လေးတစ်ခုတွေ့တာနဲ့အဲဒီလဲလန်းကြောင်လေးတိုင်းလိုက်သွားလိုက်တာဗျာ။အဲဒီလဲလန်းကြောင်ကအောင်ချမ်းသာရွာကိုရောက်တယ်လို့ပြောလိုက် ကြတာဘူးဗျာမှောင်လိုက်တာမှလည်းမဲနေရပါပဲလဲလန်းချောင်းဆိုတော့စပိန်ကလည်းစီးလို့မရတော့ဘူးဗျာဆင်းပြီးတော့တွန်းရတယ်အောင်ချမ်းသာရွာတို့တော့တော်တော်နဲ့မရောက်နိုင်ပါဘူးဗျာမှောင်မှောင်မဲမဲနဲ့စပိန်ကိုတွန်းရတာဆိုတော့ဒုက္ခတော့ရောက်လိုက်တာဗျာလဲလန်းဆိုတော့လည်းဖုံကလည်းတော်တော်တော်နေဗျာ10မိနစ်လောက်လည်းသွားမိရောမီးအောင်တထင်းနေနဲ့အောင်ချမ်းသာရွာကိုလမ်းမြင်လဲရတော့ဝမ်းသာလိုက်တာဗျာအမြင်အာရုံထဲမှာအလင်းရောင်မြင်လဲရတယ်လို့အကြအာရုံထဲမှာလည်းစိုင်းတဲ့ပုံစံတွေဝင်လာတယ်ဗျာရွာနဲ့မလမ်းမကမ်းရောက်တော့စပိန်ကိုချုပ်မုတ်တခုထဲမှာဝတ်ထားခဲ့ပြီးတော့ရွာနားကိုကျုပ်လဲကတ်သွားလိုက်တယ်ခွေးအောင်တဲ့အောင်မကြရပါဘူးဗျာ အောင်ရတို့ကံကောင်းလိုက်ပုံများအောင်ချမ်းသာရွာဖျားပွဲရှိတဲ့ညကြမှာတွားခုမိရဗျာတွေရလုံးဖျားပွဲမှာကနေကြဇက်ပွဲတွေရောက်နေကြပြီထင်ပါရဲ့ဗျာကလေးငိုတန်အောင်မကြအောင် အိမ်ဆောင်ချန်ခဲ့တဲ့အဖိုးကြီးအဖွားကြီးတွေပဲရှိမှာပေါ့ဗျာလူကြီးတွေဆိုတော့လည်းကြက်တုံတန်တွေထွက်လာတဲ့အိတ်တော်ကတော့အသေးကြပဲဗျာပွဲသွားကြည့်တဲ့လူတွေကလည်းမိုးလင်းလို့ပွဲပြီးလို့ကိုယ့်အိမ်ကိုယ်ရပြန်ရောက်တာနဲ့တန်းရကြမှာဗျာသူတို့အိမ်မှာကြုတ်ဝင်ခိုးသွားတယ်ဘယ်သူမှသိကြမှာမဟုတ်ဘူးဗျာနောက်ကြမှာသိကြမှာသူတို့တွေသိတဲ့ချိန်ကျရင်လည်းတကိုးအောင်ရဆိုတဲ့ကျုပ်ကကျုံမရမိသားကြီးနဲ့ဤဆက်ညံ့ညောလာတဲ့ဖဲမွေရာပေါ်ရောက်နေလောက်ပြီဗျာ လူချမ်းသာရေနေတဲ့အိမ်ကိုမောင်ရိပ်ခုပြီးတော့လိုက်ရှာလိုက်တာရွာစုံမှာတွေ့တော့တာပဲဗျာနှစ်ထပ်အိမ်မဲမဲကြီးဗျာအိမ်ရောက်ထက်ကတကယ်မကြီးကကျုပ်ကိုဝင်ခဲ့ပါလို့လန့်ခေါ်နေသလိုပဲပိတ်လည်းမထားဘူးဗျာကျုပ်လည်းမောင်ရိပ်တည်းကနေပြီးတော့အိမ်ကြီးထဲမှာလူရှိမရှိအကဲခတ်ကြည့်လိုက်တယ်တိမ်လုံးကတော့တိတ်ဆိတ်နေရပဲဗျာတရွာလုံးကလည်းဖျားပွဲရောက်နေကြဆိုတော့ဇက်ပွဲတွေတွေကလိုချွတ်နေပြီးတော့ဝင်ခဲ့တာပေါ့ဗျာအိမ်ရောက်ထက်တစ်ခုလုံးမှာတော့ဘာပစ္စည်းမှမထားတာဘူးဗျာအိမ်ရောက်ထက်မှာခိုးစရာပစ္စည်းမရှိရနဲ့အပေါ်ဓာတ်ကိုတက်ကြည့်လိုက်တယ်အပေါ်ဓာတ်ကိုရောက်တော့ဗရင်းတကားတွေအကုန်ပိတ်ထားတော့ဘာမှလည်းမမြင်ရပါဘူးဗျာလက်ထဲမှာအသင့်ပါလာတဲ့လက်နိုင်တဲ့ ီလေးနဲ့ထိုးပြီးတော့ကြည့်ရတာဗျအပေါ်တက်မှာလည်းတကားဖွင့်ထားတဲ့အခန်းနှခန်းလွဲပြီးတော့ ဘာဖြစ်စည်းမှလည်းမတွေ့ရဘူးဗျာနောက်တစ်ခုထူးဆန်းနေတာအဲ့ဒီအိမ်မှာဖះเจ้าဆောင်မရှိဘူးဗျာကျုပ်လည်းကြကြတော့မစင်းစားနိုင်ပါဘူးဗျာခိုးဖို့လာတာဆိုတော့အနည်းဆုံးအခန်းထဲဝင်လိုက်တာပေါ့ဗျာကျုပ်ကန့်ကောင်းသွားတယ်ဗျာအခန်းထဲမှာဇပွဲတစ်လုံးပဲရှိတယ်အဲ့ဒီဇပွဲပေါ်မှာတန်တစ်တာတစ်လုံးတင်ထားတာဗျာတော့မခတ်ထားတဲ့တန်တစ်တာကိုဖွင့်ပြီးတော့လက်နှိပ်တက်မီနဲ့ထိုးကြည့်လိုက်တော့ရွှေဖလားနှလုံးနဲ့ထည့်ထားတဲ့လက်ဝတ်ရတနာကြီးပြွပြွပြက်ပြက်တွေတွေ့ရတော့ပါပဲဗျာကျုပ်လည်းဝမ်းသာတာတွေနောက်ထားပြီးတော့ဝတ်ထားတဲ့ပစိုးကိုချွတ်လိုက်တယ်ဗျာဩဒါမဲ့ကျုပ်မှာအောက်ခံပေါင်းပြီးအတူတော့ပါပါတယ်ဗျာအဲ့ဒါနဲ့ပစိုးကိုဆလွယ်တိုင်းလိုက်တယ်ဆလွယ်တိုင်းထားတဲ့ပစိုးတွေကို ဖလားနှလုံးကိုကောက်ထည့်လိုက်ပြီးတော့ပစိုးကိုလိန်ပတ်လိုက်တယ်ဗျာတခြားဘာပစ္စည်းမှယူဖို့မစင်းစားတော့ဘဲနဲ့ပြေးဖို့ပဲပြင်လိုက်တယ်ဗျာအိမ်ပေါ်တဲ့ဗရင်ပေါက်ကနေပြီးတော့လမ်းပေါ်မှာလူသွားလူလာရှိမရှိချောင်းကြည့်လိုက်တော့ကျုပ်ဒုက္ခရောက်ပြီဆိုတာသိလိုက်ရတယ်လမ်းပေါ်မှာလူမရှိပေမဲ့ခြံထဲမှာအေယာမခွေးကြီးတကောင်ကခြံတကားဝါမှာငုတ်တုတ်ကြီးထိုင်နေရဗျာအဲ့ဒါနဲ့အိမ်နောက်ကထွက်မယ်ဆိုတဲ့စိတ်ကူးနဲ့အိမ်နောက်ကိုကြည့်လိုက်ပြန်တော့လေခွေးတကောင်ကငုတ်တုတ်ကြီးဗျာအိမ်ရဲ့ဘေးနှက်ဖက်ကိုပါထက်ကြည့်လိုက်တော့နှစ်ထပ်အိမ်ရဲ့လေးဘက်လေးထဲမှာခွေးတွေစောင့်နေတော့တွေ့လိုက်ရတော့ကျုပ်ပါဇက်ကမဒစဘူးဖျားတော်တက်လိုက်မိတယ်ဗျာသူများမျက်ရည်ကြမှာထမ င်းစားရတဲ့တခုဘယ်ဖရဲသခင်ကမှကောင်းကြီးပေးမှာမဟုတ်ပါဘူးဗျာမမက်မမက်နဲ့ဆင်းပြေးပြန်လို့ရှိရင်လဲခွေးကြိုက်သေးတယ်မသာဖြစ်တော့မှာဗျာခွေးကြီးတွေကလည်းအိမ်ပေါ်ထဲမှာလူစိမ်းရှိနေတာကိုသိနေတယ်လို့ပဲဗျာပါဇက်ကြီးတွေဖြဲပြီးတော့မော့ကြည့်နေကြတာဗျာကျုပ်ကလည်းနှစ်ထပ်အိမ်ရဲ့အပေါ်ထဲမှာတောင်ပြေးမြောက်ပြေးနဲ့အယူမီဝမ်းတယ်လို့ဖြစ်နေတာဗျာပြင်းလွိုင်းနဲ့စဉ်းစားမိလာတယ်ခွေးတွေဆောင်ရှိလို့လူဆောင်မထားခဲ့တာပဲဒါဆိုရင်ဒီအိမ်ကြီးတွေကငါခိုးဝင်လာတော့ကဒီခွေးလေးကောင်ကဘဲဦးအလေးနဲ့တော့သွားနေကြလဲကျုပ်လည်းရွှေဖလားနှလုံးနဲ့ယတနာတွေရလို့ဆိုပြီးတော့အိမ်ထဲကထွက်တော့မယ်လို့လှုပ်လိုက်ခါမှာကိုရွှေခွေးကြီး တွေကရောက်လာတာစမ်းတယ်ဗျပြီးတော့နီနီရဲရှာကြီးတွေခြုံတက်နေတဲ့အဆွေကြီးတွေနဲ့ပါဇက်ကြီးကိုဖျဲထားလိုက်တာမြေုံနဲ့တည်းငုတ်တုတ်မေ့သွားနိုင်တယ်ဗျအိမ်ပေါ်ထဲမှာကြုတ်တောက်တယ်ဘာလို့လို့လောက်အောင်မသိတော့ဘူးဗျကြောက်တာလည်းကြောက်လာပြီလေကားကနေခွေးတွေတက်လာမအောင်လဲစိုးရင်ရသေးရဲ့ဗျအောက်လည်းမစင်းရဲဘူးတော်ကြမိုးလင်းလို့ရှိရင်အင်ရှင်တွေပွဲကြည့်ရတာနေပြန်လာကြတော့မှစဉ်းစားစမ်းရအောင်စဉ်းစားစမ်းခွေးကြိုက်ခံပြီးတော့တည်မလားအာ အဲ့ဒီကိစ္စကလည်းစဉ်တော်မစဉ်းစားရဲပါဘူးဒါဆိုဘာလုပ်မလဲကျုပ်ရရဲ့ဝန်းကိုဆုံးဖြတ်လိုက်ပါတယ်အဖမ်းခံမယ်ခွေးကြိုက်လို့တေသွားလို့ရှိရင်ကျုပ်ချစ်တဲ့မိသားရှိရနဲ့ပြန်တွေ့ရမှာမဟုတ်တော့ဘူးဗျာအဲ့လိုအဖမ်းခံမယ်လို့ဆုံးဖြတ်ပြီးရတယ်ကျုပ်ဝင်မကြည့်ရသေးတဲ့အခန်းကိုလက်နှိတ်တက်ပြီးလေထိုးကြည့်လိုက်တော့စောင့်ချင်အောင်ခေါင်းအနေနဲ့အသင့်ပြင်ထားတဲ့ဂရင်လေးတစ်လုံးကိုတွေ့လိုက်ရတယ်ဗျာငုတ်တုတ်ထိုင်ပြီးအဖမ်းခံမယ်စားအေးရေးဝါအောင်အိပ်ပြီးမှအဖမ်းခံမယ်ဆိုပြီးတော့ဂရင်ပေါ်မှာတက်အိတ်နေလိုက်တာဗျာပစိုးဆလွယ်တိုင်းထဲမှာထည့်ထားတဲ့ရွှေဖလိုင်းနှလုံးနဲ့ယရနာပစ္စည်းတွေကိုပိုင်ဆိုင်ခွင့်မရတော့ဘူးဆိုတာအသေးချာသိနေပေမဲ့လောဘစိတ်ကြောင့်မြင်သားမြင်မကြည့်ရမ ဖြစ်ရလျောင်ရင်ဝင်ထဲမှာပိုက်ထားလိုက်မိတယ်ဗျာအခုတော့ကျုပ်ဘွားခွေးလေးကောင်ကြိုက်တက်မှာကြောက်တာနဲ့အဖမ်းခံရမယ်ဘွားရောက်သွားပြီမဟုတ်လားဗျာဒါတောင်သဘောကောင်းတဲ့အင်ရှင်နဲ့တွေ့မှအရိုက်နဲ့မခံရမှာခွေးလေးကောင်လည်းနွားပေါက်လေးလောက်ရှိရဲ့ဗျာ ကျုပ်ပြင်အိတ်ခွေးတွေကိုကျင်းကျင်းနဲ့ကြောထဲမှာစိတ်ပြီးတော့ကြောက်လာတာဗျ။ကျုပ်ရဲ့ဖြစ်ကိုကျုပ်မိမမိထားဟိတာမြင်လို့ကတော့ငုံမှာတော့အသေးချာပဲဗျ။ပြီးတော့ဒီတခိုးလုပ်ကိုမလုပ်တော့ဘူးအတင်းတားမှာဗျ။ကျုပ်ကိုယ်တိုင်လည်းအခုလိုဒုက္ခနဲ့တွေ့လာတော့ငတပြားလုပ်ကိုစိတ်ကုန်သွားပြီဗျ။မောင်မောင်မဲမဲအလင်းရောင်မရှိတဲ့အခန်းထဲမှာတောင်တွေးမြောက်တွေနဲ့ဘဲချိန်မှာအိပ်ပျော်သွားမှန်းတော့မသိပါဘူးဗျ။စူးစူးညံ့ညံ့နဲ့ပဲငှက်အော်တန်နေကြောင်ကျုပ်လန့်နိုးလာခဲ့တယ်။မျိုးလုံးနှလုံးဖွင့်ကြည့်လိုက်တော့တော်တော်လေးကိုအံ့ဩသွားမိတယ်ဗျ။ကျုပ်အဖမ်းလည်းမခံအောင်ပြီးတော့ညာကျုပ်ဝင်ခိုးခဲ့တဲ့အိမ်ထဲမှာမဟုတ်တော့ဘူးဗျ။ပတ်ဝန်းကျင်ကိုကြည့်မိလိုက်တော့ပို့ပြီးတော့တောင်ကြောက်သွားပါ ါသေးတယ်။မြေပုံမုံမို့လေးတွေပြိုကျပျက်စီးနေတဲ့အုပ်ကူတွေဟိုတချောင်းဒီတချောင်းလူရိုးတွေနဲ့ဝိုင်းပတ်ထားတဲ့ဇရက်ပြက်ကြီးတစ်ခုတည်းကိုကျုပ်ကရောက်နေတာဗျ။နှစ်ထပ်အိမ်ရောညကျုပ်အိတ်ခဲ့တဲ့စောင်းချီတော်ခေါင်းအပြည့်စုံနဲ့ဂရင်ရောပျောက်နေပြီဗျ။ကျုပ်ကဖုံတတော်တော်နဲ့ဇရက်ကျမ်းမြေပေါ်မှာပစိုးဆလွယ်တိုင်းနဲ့အိတ်ပြောနေခဲ့တာဗျ။အုပ်ကူအပြက်တွေပတ်လဲဝိုင်းနေတဲ့ဇရက်ပြက်ကြီးပေါ်မှာညကကျုပ်တယောက်လည်းအိတ်နေခဲ့တာ။အဆွဲဖိုးဖိုးနဲ့ခွေးကြီးတွေကိုလည်းမတွေ့ရတော့ဘူးဗျ။ဘလို့ဖြစ်တာပါလဲ။တစီချောက်တာလား။ညကတွေ့ခဲ့တဲ့မီးအောင်တထိန်နေတဲ့အိမ်ကြီးအိမ်ကောင်းတွေကလည်းပျောက်ချင်းမလားပျောက်သွားတယ်ဗျ။ကျုပ်ဝင်ခိုးတဲ့ရွာဟာအောင်ချမ်း ျမ်းသာရွာမှာဟုတ်ရဲ့လားဒီတော့မှစဉ်းစားမိသွားပါညကမောင်နဲ့မမဲမှာမျက်စိလဲလမ်းမပြီးတော့အောင်ချမ်းသာရွာကိုမရောက်ဘဲနဲ့ကြက်တွေနေတဲ့ရွာကိုရောက်သွားတာဖြစ်မယ်ဗျာဒီတော့မှကြုတ်ခိုးလာတဲ့ရွှေပလာနှလုံးရှိမှရှိသေးရဲ့လားဆိုပြီးတော့ဆလွယ်တိုင်းထားတဲ့ပစိုးပေါ်ကနေစမ်းကြည့်လိုက်တော့ရွှေပလာနှလုံးကိုစမ်းမိတယ်ဗျာစိတ်ထဲမှာတင်ငါမကင်းဖြစ်လာတဲ့ဆလွယ်တိုင်းထားတဲ့ပစိုးကိုဖြုတ်လိုက်ပြီးတော့ခိုးယူလာတဲ့ရွှေပလာနှလုံးကိုထုတ်ကြည့်လိုက်တာပေါ့ဗျာ အမလေးဗျာကျုပ်လည်းလမ်းပြန်ပြီးတော့ online မိပါတယ်ကျုပ်လက်ထဲမှာရှိနေတာရွှေဖလားနှလုံးမဟုတ်တော့ဘူးဗျာမိသွေးခဲတွေနဲ့ပြည့်နေတဲ့လူရိုးကောက်နှလုံးဖြစ်နေရဗျာဒီတော့ကျုပ်အဲ့ဒီအရိုးကောက်နှလုံးကိုလွန့်ပြစ်ပြီးတော့ဇေယျဘော်ကနေဒေယောတော်ဘာပြေးဆင်းလာမိတော့တာပဲတညလုံးတင်းကျိုင်းလေကဇေယျဘော်မှာအရိုးကောက်နှကောင်းကိုရင်ဝင်ထဲထည့်ပြီးတော့အိတ်ခဲတာပါလားလို့တွေးမိပြီးတော့ကြောက်လိုက်တာဗျာနောက်ကျောင်းကိုပြန်လဲမကြည့်ပဲပြေးလိုက်တာတင်းကျိုင်းအပြင်ကိုရောက်တဲ့အထိပဲတင်းကျိုင်းအပြင်ဘက်ကိုရောက်တော့ခြုံတခြုံထဲမှာညကကျုပ်ဝတ်ထားတဲ့စပိန်ကိုပြန်တွေ့လိုက်ရတယ်ဗျာစပိန်ကိုပြန်ယူပြီးတော့ကတ်တရာလမ်းပေါ်ရောက်တဲ့အထိတွန်းလာခဲ့ရတယ်အိမ်ပြန်ရောက်တော့ ုပ်တွေ့ခဲ့ကြုံခဲ့တာတွေကိုမိသားကြီးကိုပြန်ပြောပြလိုက်တယ်တော်သေးတာပေါ့တော့ဂုတ်ချိုးစားတဲ့တရေတွေတပတ်တွေနဲ့မတွေ့ပဲနဲ့ချက်တွေနဲ့ပဲတွေ့လာလို့ပေါ့အဲ့ဒါချက်တွေကတခိုးလုံးမလုံးဘူးသတိပေးလိုက်တာနေမှာလို့ကျုပ်ကပြောပါတယ်အောင်ချမ်းသာရွာကိုခိုးဖို့သွားတာအောင်ချမ်းသာရွာကိုမရောက်ပဲချက်တွေနေတဲ့ချက်ကုန်းကိုရောက်သွားပြီးတော့အယိုးကောင်းနှလုံးကိုရွှေဖလားနှလုံးထင်ပြီးတော့ခိုးခဲ့မိတဲ့ကျုပ်ဟာအဲ့ဒီနေ့အဲ့ဒီချိန်ကစပြီးတော့တခိုးလုံးကိုဆွန့်လွတ်ခဲ့ပါတယ်ပြီးတော့ပခုတ်ကူမျိုးကိုပြောင်းပြီးတော့ဘောက်လုံးသမားဘွားကနေပွဲစားကြီးဥအောင်ရပြည့်အောင်ကြိုးစားခဲ့ရတယ်ဗျအဲ့ဒီပွဲစားကြီးဘွားရောက်လာတော့လဲကျုပ်ဘွားကိုအပြောင်းလဲဖြစ်စေ ေခဲ့တဲ့ကြက်တွေကိုကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမျှဝေနေတာဒီကနေ့ထိပါပဲဗျာဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုစောနေ့လိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်